โอเคမင်္ဂလာပါဗျကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ S4C မှာအရောင်းလာတဲ့ကားလေးပေါ့နော်ဟုတ်ကဲ့ဘာကားလေးဖြစ်မလဲဗျအာ smacky လေးကိုမှာကျွန်တော်တို့ဒီမှာ 2v 4v ခလုတ်လေးနဲ့ပါတယ်အာ digital aircon လေးဖြစ်တယ်ပေါ့နော်ဟုတ်ထိုင်ကုန် leather seat ကိုမှာကျွန်တော်တို့ဒီမှာ round aircon လေးလည်းပါတယ်ပေါ့နော်အာနောက်ခန်းလေးလည်းအတွင်းခန်းလေးလည်းဖက်ကျဲတယ်ပေါ့နော်ကျွန်တော်တို့လို့ဟိုဟာဖြစ်တဲ့ လူကောင်ကြီးတဲ့သူတွေအတွက်လည်းဟိုကအဆင်ပြေတယ်ဗောနော်ထိုင်ကောင်လက်သက်စီးပတ်လည်လေးနဲ့ပါဒါကျွန်တော်တို့ now space ဟိုအလီလဲ cargo space လေးလဲတော်တော်လေးကျယ်တယ်ဟုတ်ကဟုတ်ကဲ့အောက်ပိုင်းလေးလဲညှင့်နေဗောနော်ဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်တို့ S4C မှာအယောင်အပ်ထားတဲ့ကားလေးပါဗျအာကျွန်တော်တို့ဟိုဟာ Nissan X3 ကိုအဲလမ်းမပေါ်မှာမြင်တွေ့နေကြမဟုတ်တဲ့ ရုပ်ပုံစံအစမ်းလေးနဲ့ပေါ့နော်2000 model ဖြစ်ပါတယ်။ကောင်း engine power ကတော့ 2.0cc ဖြစ်တယ်။အဲပုံပြောင်းလေးဖြစ်ပါတယ်ဗျ။နံပါတ်ကတော့ F10 3434ပေါ့နော်။နံပါတ်လေးလေးလာတယ်။အဲအယောင်လေးကတော့ကျွန်တော်တို့ chocolate ခေါ်မလား။ coffee ကိုနှိုးပေါက်ထားတဲ့ color လို့ခေါ်မလားပေါ့နော်။ကျွန်တော်တို့အဲကျွန်တော်ဒီဟိုချောကလက်ကာလာလေးနဲ့ဖြစ်ပါတယ်အဲတာယာလေးဒီအားကောင်းတယ်အဲဈေးနှုန်းလေးကတော့ 35သိန်းပါခင်ဗျာဒီလို SUV ကိုတစ်ထောင်မကျော်တာတည်းကအဲဂျပန်တွေကပဲစီးကျင်နေဆိုတော့အမိတ်ဆွေတွေရှိရဲဆိုရင်တော့ကျွန်တော်တို့ဒီကားလေးကိုလာကြည့်ပေးဖို့အဲတိုက်တွန်းပါတယ်ဗျအဲရုပ်ထွက်ကကျွန်တော်တို့လမ်းမောင်းမှာပုံမှန်တွေ့နေကြ Nissan X-ray ရုပ်ထွက်တွေနဲ့မတူဘဲနဲ့ပေါ့နော်ဒီကောင်ရုပ်ထွက်လေးစမ်းနေအဲကားလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြည့်တာတော့အဲအယိုးစစ်အထိခိုက်လေးအဲရှင်းနေပေါ့နော်ဂျပန်ကားဆိုတော့ပြန်စည်းလေးပါတယ်အဲဒါမှကျွန်တော်တို့ဒီဘက်တစ်ချမ်းလေးမှာတော့နည်းနည်းလေးတက်ရှင်လေးပါတယ်ပေါ့နော် ကျွန်တော်တို့ဒီဒီပါကြံလေးတွေပြီးတော့ဒီတကားပေါက်နားလေးတွေနည်းနည်းလေးတက်ရှင်လေးတွေတော့ဆေးပြန်ထားရပြီးတော့ကျွန်တော်တို့တွေ့ရတယ်အဲကျွန်တော်တော့တိတ်ချီချီမမထိခိုက်ညာမှုမရှိဘူးအယိုးစစ်ထိခိုက်လွတ်တယ်ပေါ့နော်ဟုတ်ကျွန်တော်အတွင်းငန်းလေးကျွန်တော်ဆက်ပြပြင်မယ်ဗျဒီကောင်လေးကအားတက်သွားတာကကျွန်တော်တို့ smack key လေးဖြစ်သွားတယ်ပေါ့နော် smack key လေးဖြစ်တယ်ကျွန်တော်တို့ဟိုဟာ tan step လေးပေါ့နော် tan step လေးဖြစ်တယ်အဲ digital aircon လေးဖြစ်တယ်ပြီးတော့ အဲကျွန်တော်တို့က2 week 4 week ခက်လုတ်လေးနဲ့ဖြစ်သွားတာပေါ့နော်2 week 4 week ခက်လုတ်လေးနဲ့အဲ JDM ပြိသက်တွေအတွက်တော့ဆိုရင်တော့ဒါကျွန်တော်တို့တစ်ထောင်မကျော်တဲ့ဒီမှာဆိုရင်တော့ RAV4 တို့ပါတော့လည်းမစည်းကျင်ဘူးသေးလို့မစည်းကျင်ဘူးဆိုရင်တော့ဟို Nissan X-ray ရုပ်ပြောင်းလေးပေါ့နော်ဒီကောင်လေးတစ်စီးလေးလာကြည့်ပြီးလာပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒါကျွန်တော်တို့ထိုင်ကုန် leather seat ဖြစ်မယ်ကျွန်တော်တို့တွင်ကန်လေးလည်းကျယ်တယ်ပေါ့နော်ကိုစိုက်ကပါလေးတဲ့တော့ leather seat ပါနဲ့ လုံးဝတန့်ပြန့်တာပဲကျွန်တော်နောက်နောက်ကာဂို space လေးတွေလည်းကျဲတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့နောက်ခန်း space ပါဟုတ်ကာဂို space လေးတွေလည်းကျဲတယ်အဲကျွန်တော်တို့ဒီမှာနှက်လေးတွေအဖြုတ်အတက်မရှိဘူးပေါ့နော်အဲကျွန်တော်သူ့ဟာလေးနဲ့သူ့အကုန်ဟိုပါပြစ်ပါလေကြာဟုတ်အဲဒီဘက်တချမ်းလေးတော့တက်ရှင်လေးရှိတယ်ကြာတော့ကျွန်တော်ဒီနားလေးမှာဆိုမြင်ရမှာပါနော်ဒီဒီဘက်တချမ်းလေးတော့ဒါကတက်ရှင်လေးရှိတယ်ဒါပေမဲ့အแทးတွေပါရောထိတာမျိုးမရှိဘူး အဲပါးချမ်းလေးတွေအဖြုတ်အတက်မရှိဘူးဗောနော်ဂျိုင်းလေးလာတယ်ကျွန်တော်ဆက်ခန်းလေးကျွန်တော်ဆက်ပြပေးမယ်ဗျာဟုတ်